မင်္ဂလာပါ Fire Right Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့ဂျင်းစိမ့်မှာကြာရောက်တဲ့ယောဂနဲ့ကာကွယ်နှိမ်နင်းနည်းအကြောင်းကိုမျှဝေပြီးသွားမှာဖြစ်ပါတယ်။ဂျင်းမှာကြာရောက်တဲ့ယောဂတွေကတော့ဗတ္တိယဂျင်းမင်းညိုယောဂ၊မှုကြောင့်ဖြစ်တဲ့အပျော့ပုတ်အချောက်ပုတ်ရွက်ပြောက်ယောဂဗိုင်းရန်ကြောင့်ဖြစ်တဲ့အယောင်မကြီးကွက်ကြားနဲ့မြစ်ဖူနီမတုပ်ယောဂကိုလည်းတွေ့ရပါတယ်။ဂျင်းမင်းညိုယောဂကအစိုးဆုံးဖြစ်ပြီးရှမ်းပြည်နယ်တောင်ပိုင်းနေရာတော်တော်များများမှာ ပြည့်နှံ့ကြရောက်လေးရှိပါတယ်။ဒီယောဂါကြရင် အပင်မျိုးစိတ်များစွာကိုထိခိုက်နိုင်ပြီးတတိယဟာရေ၊မြေ၊မျိုးစိတ်အတိများထဲမှာကြာရှည်စွာအသက်ရှင်နေနိုင်ပါတယ်။ဒီယောဂါကြရင်ဂျင်းတက်ကအညူရောင်ပြောင်းကဆွေးမြေ့သွားပြီးပုတ်ရဲ့အနက်ထွက်လာပါတယ်။ယောဂါရနေတဲ့ပင်စီနဲ့ဂျင်းတက်ကိုကလန့်ဖြတ်ကြည့်ရင်အရေးကြီးစီးကျနေတာကိုတွေ့ရတယ်ဗျာ။ဂျင်းပြုတ်ဖို့ယောဂါမှာလဲအထွတ်နှုံးကို 50ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းအထိထိခိုက်စေနိုင်ပါတယ်။ရင်းပြောဖို့ယောဂဟာမျိုးစေ့ကတဆင့်၊မျိုးကတဆင့်၊ရေကတဆင့်ကူးစက်တတအများဆုံးဖြစ်တဲ့အတွက်မျိုးကောင်မျိုးတန်ကိုရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ယောဂကြောက်ရောက်ခဲ့ဘူးတဲ့မြေနဲ့အဲ့မြေရဲ့အောက်ဖက်ပိုင်းနေရာတွေမှာဂျင်းမစိုက်ပျိုးသင့်ပါဘူး။အခြားမျိုးရင်းမတူတဲ့တိနံတွေနဲ့အနည်းဆုံး၃နှစ်ချတီးလေစိုက်ပျိုးသင့်ပါတယ်။ရေမဝဲစေဖို့ဘောင်းတင်စနစ်နဲ့စိုက်ပျိုးပြီး ရေထုတ်မြောင်းတွေဖောက်လုထားတင်ပါတယ်ဒါအပြင်မြေဖုံးပေးခြင်းအပြင်လဲယောဂရဲ့လက်ခံလွဲပင် ဖြစ်တဲ့ပေါင်းပင်ကိုနှိမ်နင်းပြီးသားဖြစ်စေပါတယ်ယူခြင်းတက်များကို မျိုးစေ့လူနဲ့စေးသုံးပြီးစိုက်ပျိုးခြင်းဖြင့်ယောဂကြောက်ရောက်ခြင်းမှကျူတင်ကာကွယ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ပတ်မှာတော့ဂျင်းစိမ့်ရိတ်သိမ်းခြင်းနဲ့တူလောင်ခြင်းအကြောင်းကိုမျှဝေပြီးတော့မှာဖြစ်ပါတယ်